အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Planet မြန်မာ Channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ယနေ့တင်ဆက်ဆွေးနွေးလိုတဲ့အကြောင်းအရာကတော့ကျွန်တော်တို့အတွက်အင်မတန်အရေးကြီးလာပေမဲ့မကြာခဏလစ်လျူရှုထားမိတတ်တဲ့အသေးယောဂါအကြောင်းပဲဖြစ်ပါရယ်တင့်ရဲ့အသေးဟာတင်ကျမ်းမှာအသက်ရှင်နေထိုင်ဖို့အတွက်တစ်ဆက်ကမှတော့မနာပဲအချိန်ပြည့်အလုပ်လုပ်နေရပါတယ်ဒါပေမဲ့လူအများစုဟာယောဂါအချိန်ဤဆိုးဆိုးဝါးဝါးမဖြစ်ခင်အချိန်အထိ အသေးအကြောင်းကိုမစင်စားဘဲနေမိတတ်ကြတယ်။ဒါကြောင့်မို့လို့အဖြစ်များတဲ့အသေးယောဂအကြောင်းတွေဒီယောဂတွေကိုဘလို့စစ်ဆေးရမလဲဆိုတာဘလို့ကာခွယ်ကုသနိုင်တယ်လဲဆိုတာတွေကိုဆွေးနွေးတော့မှာဖြစ်ပါတယ်။အသေးကခန္ဓာကိုယ်အတွက်ဘာကြောင့်အရေးကြီးသလဲ။ဘာတွေလုပ်ပေးသလဲ။အသေးဟာလူခန္ဓာကိုယ်မှာအကြီးဆုံးကိုယ်တွင်းအင်္ဂါကြီးတစ်ခုဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့ဓာတုဆက်ယုံကြီးတစ်ယုံနဲ့တူပါတယ်။ အသေးရဲ့လုပ်ငန်းတွေကတော့သွေးနဲ့အစာချေလမ်းကြောင်းက ပို့လိုက်တဲ့အစိတ်အတော့တွေကိုစစ်ထုတ်တန့်စင်ပေးခြင်းသဲချေရေထုတ်ပေးပြီးအစာချေလုပ်ငန်းကို ကူညီခြင်းခန္ဓာကိုယ်အတွက်နောက်တစ်ချိန်သုံးနိုင်ဖို့စွမ်းအင်ဗီတာမင်နဲ့သတ္ထုဓာတ်တွေကိုတိုးလောင်ပေးထားခြင်းသွေးတိတ်ဖို့နဲ့ခုခံအားစနစ်အတွက်အရေးကြီးတဲ့ပရိုတိန်းထက်တွေကိုထုတ်လုပ်ပေးခြင်းစတာတွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့အသည်ဟာ လူခန္ဓာကိုယ်အတွက်အရေးကြီးလာပြီမဲ့လို့တချို့သောယောဂါတွေတွယ်ညိဖြစ်ပွားလွယ်တဲ့အင်္ဂါအစိတ်ပိုင်းတစ်ခုလည်းဖြစ်နေပါတယ်အသေးယောဂါဆိုတာဘာလဲအဖြစ်များတဲ့အသေးယောဂါတွေကဘာတွေလဲအသေးယောဂါဆိုတာအသေးကိုပျက်စီးစေပြီးတော့အသေးရဲ့လုပ်ငန်းဆောင်တာတွေကိုထိခိုက်စေတဲ့အခြေအနေတွေအားလုံးကိုခေါ်ပါတယ်အသေးယောဂါတွေအများကြီးရှိပြီမဲ့လို့ဒီဗီဒီယိုမှာတော့အဖြစ်များတဲ့အသေးယောဂါအခြေအနေတွေကိုပဲဆွေးနွေးသွားပါမယ် ပထမဆုံးအဖြစ်များတဲ့ယောဂအခြေအနေကတော့အသည်းစီဖုံယောဂပဲဖြစ်ပါတယ်။ဒီယောဂဟာဘလောက်အဖြစ်များသလဲဆိုတော့လူ၄ယောက်မှာတစ်ယောက်ဟာအသည်းစီဖုံယောဂရှိနေတတ်ပါတယ်။အသည်းစီဖုံယောဂကိုအရက်ကြောင့်ဖြစ်တဲ့အသည်းစီဖုံယောဂနဲ့အရက်ကြောင့်မဟုတ်တဲ့အသည်းစီဖုံယောဂဆိုပြီးတော့ခွဲခြားထားပါတယ်။အရက်တောက်လိုက်တဲ့အခါအသည်းဟာတောက်လိုက်တဲ့အရက်ကိုခြေဖြတ်ရပါတယ်။ဒီလုပ်ငန်းစဉ်ကြောင့်အသည်းဟာဝင်ပြီးအစီဓာတ်တွေကိုမခြေဖြတ်နိုင်တော့တဲ့အတွက် အသေးစီဖုံယောဂဖြစ်ရပါတယ်။တချို့လူတွေမှာအရမတောက်လဲပဲအသေးစီဖုံယောဂဖြစ်နေတာကိုတွေ့ရတတ်ပါတယ်။လူတယောက်ဟာဝါလွန်လာတဲ့အခါအစီရိဟာခန္ဓာကိုယ်ကနေရာအနှံ့ပြားမှာသွားဆူးတတ်ပါတယ်။အပြင်ပန်းအနေနဲ့ကြည့်တဲ့အခါဝမ်းပိုက်တင်ပါခြိလက်ဆတဲ့နေရာတွေမှာအစီပြင်းအစီခဲတွေစုလာတာကိုမြင်နိုင်သလို ကိုယ်တွင်းမှာတော့အစီဓာတ်တွေဟာအသေးမှာသွားဆူးတတ်ပါတယ်။ဒီလိုအစီရိအသေးမှာစုလာတဲ့အခါ အသေး cell တွေကိုထိခိုက်မှုတွေဖြစ်စေပြီးတော့အသေးရောင်တဲ့အခြေအနေကိုရောက်လာနိုင်ပါတယ်။အဲဒီကမှတဆင့်အသေးမာတဲ့ fibrosis အဆင့်ကိုရောက်ပြီးတော့နောက်ဆုံးမှာအသေးချောက်တဲ့ cirrhosis အဆင့်ကိုရောက်သွားတတ်ပါတယ်။အသေးစီဖုံးအဆင့်အသေးအနည်းငယ်ရောင်တဲ့အဆင့်နဲ့အသေးမာတဲ့အဆင့်တွေမှာအရက်ဖြတ်ခဲ့ရင်အရက်မတော့တဲ့လူတွေမှာတော့အစီတွေကိုအစားအသောက်အနေထိုင်နဲ့ပြန်ချခဲ့ရင် ပုံမှန်အသေးအချိန်တွေကိုပြန်ရောက်သွားနိုင်ပြီမဲ့လို့ဒီအတိုင်းမပြုတ်မပြင်ပဲဆက်ထားလိုက်ရင်တော့အသေးချောက်တဲ့အဆင့်ကိုရောက်သွားပါလိမ့်မယ်။အသေးချောက်တဲ့အဆင့်ကနေပြီးအသေးကင်စာဖြစ်ကိုကူပြောင်းသွားနိုင်ပါရဲ့။အသေးရောင်အတဝါဘိုးတွေကြောင့်လည်းအသေးရောဂါတွေဖြစ်နိုင်ပါသေးတယ်။အသေးရောင်အတဝါ A ဘိုးကနေပြီးတော့ B C D နဲ့ E ဘိုးအထိရှိပါတယ်။အသေးရောင်အတဝါ A ဘိုးဟာ မစင်နဲ့ထိတွေ့ရမှကူးဆက်တာဖြစ်ပြီးတော့ကာလတူအသေးအောင်ယောဂကိုဖြစ်ပေါ်စေပါတယ်။ဒီယောဂဟာဘီပိုးစီပိုးတို့လိုမျိုး ကိုယ်ထဲမှာအကြာကြီးနေလို့မရှိပါဘူး။အသေးအောင်အတော်ပိုးတွေအားလုံးဟာဗိုင်းရပ်စ်ပိုးတွေဖြစ်ပါတယ်။အကြမ်းဖျင်းပြောရရင်ဘီပိုးစီပိုးတွေဟာယောဂရှိတဲ့လူရဲ့ကိုယ်ခန္ဓာအတွင်းကအရေး၊သွေး၊စရာတွေကနေကူးဆက်ပါတယ်။ဘီပိုးရှိတဲ့လူရဲ့တွေးတုပ်ရည်မိမကူမအရေး တွေးစရရင်းနဲ့ထိတွေ့မိရင်ယောဂကူးတတ်ပါတယ်။လိန်ဆက်ဆံခြင်းအမွေးရိတ်တာလက်သေးညက်သဘွတ်တံတွေကို အတူတူသုံးခြင်းဆေးထုတ်အပ်အတူသုံးခြင်းကိုဝင်ဆောင်မိခင်မှ ခလေးကို ကူးဆက်ခြင်းတွေးသွင်းခြင်းစတဲ့နည်းတွေနဲ့ကူးဆက်နိုင်ပါတယ်။စီပိုးကတော့တွေးသွင်းခြင်းကိုဝင်ဆောင်မိခင်မှကလေးကိုကူးဆက်ခြင်းစတဲ့နည်းတွေနဲ့ကူးဆက်နိုင်ပါတယ်။စီပိုးဟာလိန်ဆက်ဆံရာကနေကူးဆက်ဖို့မလွယ်ပေမဲ့ လိန်အင်္ဂါမှာဒဏ်ရာအနာရှိခဲ့ရင်ရာသီလာနေရင်စအိုကနေပြီးတော့ဆက်ဆံခဲ့ရင် စီပိုးကူးနိုင်ပါတယ်ဒီလိုဘီပိုးစီပိုးတွေဟာအသေးကိုကြိုက်တဲ့ပိုးတွေဖြစ်ပြီးတော့အသေးထဲမှာပွားများလေးရှိပါတယ်ဒီပိုးတွေဝင်ပြီးတဲ့အခါမှာခန္ဓာကိုယ်ကဒီပိုးတွေကိုတိုက်ထုတ်တဲ့အခါရုပ်တရက်အသေးရောင်ရောဂါဖြစ်တတ်ပါတယ်ဒီလိုအသေးရောင်ပြီးပိုးတွေကိုအသေးတတ်နိုင်လိုက်ခဲ့ရင်ဒီလူစီမှာရောဂါပိုးဟာလုံးဝပျောက်သွားတတ်ပါတယ်စေပညာအခေါ်အရာ ယောဂပိုးတွေကိုအန်တီဂျင်လို့ခေါ်ပြီးတော့ကိုရင်းကနေယောဂပိုးကိုပြန်တိုက်ထုတ်ဖို့ထုတ်ပေးတဲ့ဓာတ်ကိုအန်တီဘော်ဒီလို့ခေါ်ပါတယ်။ဒါကြောင့်အများပြည်သူတွေအနေနဲ့အန်တီဂျင်ဆိုတာဟာယောဂပိုးအန်တီဘော်ဒီဆိုတာကကိုရင်းကထုတ်လုပ်ပြီးတဲ့ယောဂကိုတတ်ပြီးတဲ့လက်နက်တစ်မျိုး ခုခံအားတစ်မျိုးဆိုတာကိုနားလည်ထားသင့်ပါတယ်။ဒါကြောင့်မလို့သွေးစစ်တဲ့အခါအန်တီဂျင် တွေ့ရလို့ပြောလို့ရှိရင်ဒါဟာကိုရင်းမှာပိုးရှိတာလို့ပြောနိုင်ပြီးတော့ antibody တွေ့လို့ရှိရင်တော့ဒါဟာဒီပိုးကိုတိုက်ထုတ်တဲ့ခုခံအားကိုတွေ့တာလို့အကြံပြင်းနားလည်နိုင်ပါတယ်။လူတစ်ယောက်ရဲ့ကိုယ်ထဲကိုဘီပိုးဝင်သွားခဲ့ရင် လူအများစုဟာယောဂပိုးကိုအနိုင်ရပြီးတော့ငါးရာခိုင်နှုန်းလောက်သာနာတာရှိယောဂပိုးသယ်ဆောင်သူဖြစ်သွားတတ်ပါတယ်။ဒါပေမဲ့ဘီပိုးကူးစက်ခံရတဲ့မွေးကင်းစကလေးတွေမှာတော့ကာကွယ်ဆေးမထိုးနိုင်ရင်90ရာခိုင်နှုန်းဟာ နာတာရှိယောဂသည်ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်မလို့ဘီပိုးရှိတဲ့မိခင်မှခလေးကိုမကူးဆက်အောင်မိဖွာပြီး12နာရီအတွင်းမှာဘီပိုးကာကွယ်ဆေးကို မဖြစ်မနေထိုးပေးသင့်ပါတယ်။ခလေးတွေရဲ့ခုခံအားစနစ်ဟာလူကြီးတွေလောက်မဖွင့်ပြိုးတာကြောင့်ဖြစ်ပါတယ်။စီပိုးဝင်သွားခဲ့ရင်တော့လူတရာမှာ85ရာခိုင်နှုန်းကနေပြီးတော့80ရာခိုင်နှုန်းအထိနာတာရှိပိုးရှိသူဖြစ်သွားတတ်ပါတယ်။အသေးရောင်တာဟာဘီပိုးစီပိုးကြောင့်နေမဟုတ်ပဲအရက် အချို့စားစာများဆေးဝါးများနဲ့တခြား virus ပိုးတွေကြောင့်လည်းဖြစ်တတ်ပါသေးတယ်။တခါတလေကိုယ်တွင်းခုခံအားမူမမှန်ခြင်းကြောင့်လည်းအသေးရောင်တတ်ပါတယ်။အသေးရောဂါဖြစ်လို့ရှိရင်ဘယ်လိုရောဂါလက္ခဏာတွေပြနိုင်သလဲ။အသေးအစီဖုံရောဂါအဆင့်မှာများသောအားဖြင့်တော့ဘာလက္ခဏာမှပြလိမ့်မရှိပါဘူး။တကယ်တော့လူဦးရေရဲ့လေးပုံတစ်ပုံမှာ အသေးစီဖုံရောဂါတွေရှိနေတတ်ပါတယ်။ဒါပေမဲ့လူတော်တော်များများဟာသူတို့အသေးစီဖုံနေမှမသိကြပါဘူး။ ။များသောအားဖြင့်ဒီယောဂကိုတွေ့ရတဲ့နည်းတွေကတော့ပုံမှန်သွေးစစ်တဲ့အခါမှာအသည်းနဲ့ပတ်သက်တဲ့သွေးဖြေမှာနည်းနည်းလေးပုံမှန်မှန်တာတွေ့ရလို့ရှိရင်မိသားစုဆရာဝန်ကအသည်းကိုအာထရာဆောင်းရိုက်ခိုင်းတာမျိုးတွေကြောင့်မလို့တွေ့ရလေရှိပါတယ်။တချို့လူတွေမှာပုံမှန် check up လုပ်တဲ့အခါတွေမှာလည်းအသည်းစီဖုံးတာကိုတွေ့ရတာများပါတယ်။အသည်းဟာစီဖုံးလို့နည်းနည်းလေးပိုရွှယ်ကြီးလာတဲ့အခါမှာအသည်းကိုဖုံးထားတဲ့အခွန်ဟာတင်းလာတာကြောင့်ညာဘက်1 byte အထက်ပိုင်းမှာ အောင့်သလိုလိုတင်းသလိုလိုခံစားရနိုင်ပါတယ်ကိုဟာအရက်လဲပုံမှန်ထက်ပိုတောက်တယ်အဝလဲလွန်နေတယ်ဝမ်းဖိုက်ညာဘက်အပေါ်ပိုင်းမှာလဲအောင့်တောင့်တောက်မအီမသာခံစားလာရမယ်ဆိုရင်တော့အ ਨੇ ဆုံးအနေနဲ့သွေးစစ်ကြည့်ပြီးတော့ဝမ်းဖိုက်အထရာဆောင်းကိုရိုက်ကြည့်တင်ပါတယ်ဒီထက်ပိုဆိုးတဲ့အသေးချောက်တဲ့အဆင့်ကိုရောက်လာရင်တော့အသေးရဲ့လုပ်ငန်းဆောင်တာတွေဟာကြာဆင်းလာတဲ့အတွက်ကြောင့်မလို့ယောဂလက္ခဏာအမျိုးမျိုးကိုတွေ့ရပါလိမ့်မယ် အသေး၆ယောဂါမှာတွေ့များတဲ့လက္ခဏာတွေကတော့မျက်လုံးနဲ့ရေပြားတွေအဝါရောင်ပြောင်းလာခြင်း jaundice ကိုယ်လက်မအီမသာနှုံးရှိလာခြင်းဝမ်းပိုက်ဖောင်းကားပြီးရေပြင်းဆွဲခြင်းသွေးခဲစေတဲ့ဓာတ်တွေကိုအသေးမှမထုတ်ပေးနိုင်တော့တဲ့အတွက်ခန္ဓာကိုယ်မှာအညိုအမဲဆွဲလွယ်ခြင်းသွေးထွက်လွယ်ခြင်းကိုယ်တွင်အစိတ်တောက်တွေကိုအသေးကမရှင်းထုတ်ပေးနိုင်တော့တဲ့အတွက်ကြောင့်မလို့မူးဝေထိုင်းမိုင်းလာခြင်းအရေပြားရရန်ခြင်း စီးရောင်ရင်ပြီးဝမ်းရောင်ဖြော့လာခြင်းဗိုက်တာမင်ချို့တဲ့ခြင်းတဲကြီးကိုကောင်းစွာမဆုတ်ထုတ်နိုင်တဲ့အတွက်ဗိုက်တာမင် A D E နဲ့ K ဓာတ်တွေကိုဥလန်းကြောင်းကမဆုတ်ယူနိုင်တော့တာကြောင့်မလို့ဗိုက်တာမင်ချို့တဲ့လက္ခဏာတွေကိုတွေ့ရနိုင်ပါတယ်နောက်ဆုံးအသေးကင်စာအဖြစ်ကိုပြောင်းသွားခဲ့ရင်တော့အသေး6ယောဂရဲ့လက္ခဏာတွေဟာပိုဆိုးလာပြီးလူနာဟာ ကိုယ်လေးချိန်တွေတိတိတသာကျလာတဲ့အပြင် ဘိုက်နာဘိုက်အောင်ဝေဒနာကိုလည်းပိုပြီးတော့ပြင်းထန်စွာခံစားရလာနိုင်ပါတယ်။ရံဖန်ရံကဘီပိုးစီပိုးဝင်တဲ့အခါမှာအလွန်ပြင်းထန်တဲ့အသေးရောင်ယောဂဖြစ်တတ်ပါတယ်။ဒီအချိန်လေးမှာအသေးဟာလုံးဝလုံးမလုံးနိုင်တော့တာကြောင့်မလို့ liver failure ဆိုတဲ့အသေးလုပ်ငန်းတွေလုံးဝရပ်တန့်သွားပြီးတော့အသက်ဆက်ရှင်ဖို့မဖြစ်နိုင်တော့တာကြောင့်မလို့ဒီလူနာတွေဟာဆေးရုံအထူးကျက်မဆောင် ICU ထဲမှာနောက်ဆုံးအဆင့်အသေးအစားထိုးပြီးကုသမှသာ သက်ဆက်ရှင်နိုင်ပါလိမ့်မယ်။အသေး6ယောဂါရမ်းဆိုးတဲ့အခြေအနေအသေးကင်ဆာနောက်ဆုံးအဆင့်အခြေအနေတွေမှာလည်းဒီလို liver failure မျိုးတွေဖြစ်ပြီးတော့အသက်ဆုံးရှုံးနိုင်ပါတယ်။အသေးယောဂါအတွက်ဘယ်လိုစစ်ဆေးမှုတွေလုပ်ရမလဲ။ပထမဆုံးကတော့သွေးစစ်တာပါပဲ။အသေးယောဂါအတွက်စစ်ရတဲ့သွေးတွေအများကြီးရှိပါတယ်။လူသိအများဆုံးကတော့ B4 C4 စစ်တာပဲဖြစ်ပါတယ်။နိုင်ငံသားသွားဖို့ဖြစ်ဖြစ် ခွဲစိတ်ခံဝင်ဖို့ဖြစ်ဖြစ်အလုတ်လျှောက်တာပဲဖြစ်ဖြစ်သွေးသွားစစ်ကြည့်ရင်းနဲ့ဒီလိုဘီပိုးစီပိုးတွေကို တွေ့ရတာမျိုးကပုံများပါတယ်ဘာလို့လဲဆိုတော့ဘီပိုးစီပိုးတန်ဆောင်ထားသူတွေဟာနှစ်တော်ကြာကြာဘာလက္ခဏာမှမပြဘဲနဲ့နေနိုင်တာမို့လို့ပါနောက်စစ်နိုင်တဲ့သွေးတွေကတော့ liver function test လို့ခေါ်တဲ့အသည်းလုပ်ငန်းတွေကိုစစ်တဲ့သွေးပဲဖြစ်ပါတယ်ဒီသွေးထဲမှာ bilirubin ပမာဏအသည်း cell တွေထဲမှာရှိတဲ့ enzyme တွေ သွေးထဲမှာရှိတဲ့ပရိုတင်းပမာဏတွေကိုစစ်ဆေးတာပဲဖြစ်ပါတယ်။မျက်လုံးနဲ့အရည်များတွေဝါတာတကူလုံးရှားချန်တာတွေဟာခန္ဓာကိုယ်မှာဘီလီရူဘင်ဓာတ်တွေမြင့်တက်နေလို့ပဲဖြစ်ပါတယ်။ဘီလီရူဘင်ဆိုတာသွေးနေဥတွေပျက်စီးရာကထွက်လာတဲ့ဓာတ်တစ်မျိုးဖြစ်ပြီးတော့ပုံမှန်ဆိုလို့ရှိရင်အသည်းကခြေဖြတ်ဆွန့်ထုတ်ပြီးပြီမဲ့လို့အသည်းပြတ်ယွင်းတဲ့အခြေအနေတွေမှာတော့ကိုယ်ထဲမှာဘီလီရူဘင်တွေမြင့်တက်လာပါတယ်။ဒါကအသားဝါရခြင်းရဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ ။နောက်အသုံးများတဲ့စစ်ဆေးမှုကတော့1 byte ultrasound ရိုက်ခြင်းပဲဖြစ်ပါတယ်။ ultrasound ရိုက်ပြီးတော့အသည်အစီဖုံးနေသလား၊အသည်6အသည်ရောင်နေသလားဆိုတာကိုသိရှိနိုင်ပါတယ်။အသည်မှာအသည်6ဘယ်အဆင့်လဲအတိအကျသိချင်ရင်တော့ fibro scan ဆိုတဲ့အထူး special ultrasound တစ်မျိုးကိုရိုက်ကြည့်နိုင်ပါတယ်။ ultrasound ရိုက်ကြည့်လို့ယောဂါမသေးခွဲဘူးဒါမှမဟုတ်ကင်ဆာယောဂါတန်တရာရှိမယ်ဆိုရင်တော့ CT scan MRI စကန်တွေကိုရိုက်ဖို့လိုနိုင်ပါတယ်။အသေးယောဂါတွေကိုဘယ်လိုကာကွယ်ရမလဲ။ဘယ်ယောဂါအခြေအနေတွေ့မဆိုအကောင်းဆုံးကယောဂါမဖြစ်ခင် ကြိုတင်ကာကွယ်တာပဲဖြစ်ပါတယ်။အသေးစီဖုံယောဂါမဖြစ်အောင်လို့အရက်ရှောင်ခြင်းကိုယ်လေးချိန်ထိန်းခြင်းခန္ဓာကိုယ်ကအစီတွေကိုလျှော့ချခြင်းအစရာတွေကိုလုပ်ရပါမယ်။စီးဂျိုရှိရင်စီးဂျိုကိုအတတ်နိုင်ဆုံးထိန်းရပါမယ်။အသေးကိုထိခိုက်စေမဲ့အစာသောက်တွေကိုရှောင်ရပါမယ်။ မြန်မာလူမျိုးတွေစားလေရှိတဲ့ငရုတ်သီးမှုန့်မှာတွေ့ရတတ်တဲ့ aflatoxin ဆိုတဲ့မှိုစိတ်တစ်မျိုးဟာအသေးကန်ဆာကိုဖြစ်စေတဲ့အတွက်ကြောင့်မလို့မှိုဆွဲတဲ့ငရုတ်သီးမှုန့်တွေကိုရှောင်ရှားသင့်ပါတယ်။အသေးအားကောင်းစေတဲ့စားတောက်တွေကတော့ဖျဲသီးစားတဲ့တစ်သီးပလံတွေနဲ့အစိမ်းရောင်ရှိတဲ့အသီးရွက်တွေ Omega 3ပါတဲ့ငါးအတွေဥပမာ Salmon ငါး Green Tea လက်ဖက်စိမ်းရည်နွေးခြင်း လိလာတွေ့ရှိချက်တွေအရစနွေးမှုတ်ဟာအသည်းအစီကိုရှော့ချပေးပြီးရောင်ရမ်းမှုတွေကိုကျစေတဲ့အတွက်အသည်းချမ်းမာရေးကိုအားပေးနိုင်ပါတယ်။ဘီဘိုးအတွက်ကာကွယ်ဆေးရှိပါတယ်။ကာကွယ်ဆေး၃ချိန်ပြည့်အောင်ထိုးရပါမယ်။ဘီဘိုးမကုဆက်ဖို့လိန်ဆက်ဆံရမှာအကာအကွယ်၃ချင်လက်သေးညက်အမွှေးရိတ်ထားတပုတ်တန်ဆေးမင်ကြောင်အပ်တွေကိုသူများနဲ့ရောမသုံးချင်ဘီဘိုးရှိတဲ့မိခင်ကလည်းကလေးကိုမကူးအောင်လို့ မွေးပြီးပြီးချင်းမှာကာကွယ်ဆေးထိုးပြီးချင်းစတဲ့နီးစနစ်တွေနဲ့ကာကွယ်နိုင်ပါတယ်။အသေးအောင်တော့စီဘိုးအတွက်ကတော့ကာကွယ်ဆေးမရှိသေးပါဘူး။စီဘိုးဟာသွေးကနေအဓိကကူးတဲ့အတွက်သွေးမကြာခဏသွင်းရတဲ့လူနာတွေမှာစီဘိုးမရှိအောင်စစ်ထားတဲ့သွေးတွေကို သွင်းရပါမယ်။လိန်ဆက်ဆံရမှာ အကာအကွယ်သုံးပါ။ဆေးထိုးအပ်တွေအမွေးရိတ်ဓာတ်တွေကိုသူများနဲ့ရောမသုံးပါနဲ့။တက်တူးထိုးရမှာလဲစိတ်ချရတဲ့နေရာတွေမှာပဲထိုးတင်ပါတယ်။ အသည်းရောဂါဖြစ်နေတဲ့လူတွေဘယ်လိုကုသမှုတွေကိုခံယူရမလဲအသည်းစီဖုံးတဲ့အသည်းမှာယောဂါရှိတဲ့လူနာတွေမှာကိုယ်လေးချိန်နဲ့စီထက်ကိုရှော့ချနိုင်ခဲ့ရင်အသည်းဟာငကုံမူလကျန်းမာတဲ့အခြေအနေကိုပြန်ရောက်သွားနိုင်ပါတယ်အသည်း၆တဲ့လူနာတွေမှာတော့အရက်ဖြတ်လိုက်မယ်ဆိုရင် ကျန်းမာတဲ့နေထိုင်စားသောက်မှုကိုပြောင်းလိုက်မယ်ဆိုရင်အသည်း၆ယောဂါဟာပုံမဆိုးတော့ဘဲနဲ့ပြန်လည်တက်တာလာနိုင်ပါတယ် အသေးချောက်လို့ဖြစ်တဲ့ရေပြင်းရောဂါကိုတတ်တာဖို့စီစေရေပြင်းဆွဲရကနေပိုးမဝင်အောင်ပဋိဇေဝဆေးတွေတောက်ဖို့လိုနိုင်ပါတယ်။ဘီပိုးရှိတဲ့လူနာတွေမှာတော့ဘီပိုးသက်ဆေးအန်တဂါဗီယာတီနိုဖိုဗီယာစတဲ့ဆေးတွေကိုအချိန်တိုင်းတာတစ်ခုအထိဆွဲတောက်ဖို့လိုပါလိမ့်မယ်။ဘီပိုးကိုပြောင်းအောင်ကုနိုင်တဲ့ဆေးမပေါ်သေးပါဘူး။ပိုးကောင်ရည်နဲအောင်ထိန်းဖို့ဆေးတောက်ရတာဖြစ်ပါတယ်။ စီပိုးကိုတော့လုံးဝပျောက်သွားတဲ့အထိဆေးတောက်လို့ရပါတယ်စီပိုးသက်ဆေးတွေထဲမှာအသုံးများတာကတော့ Sophos Buvia Velpas Savia brand name ကတော့ Epclusa တို့ပဲဖြစ်ပါတယ်ဒီဆေးတွေကို3လလောက်ဆက်တောက်လိုက်ရင် စီပိုးအရှင်းပျောက်သွားနိုင်ပါတယ်အသေးရောဂါတွေပိုဆိုးလာပြီးတော့နောက်ဆုံးအဆင့် end stage liver failure အဆင့်ကိုရောက်သွားခဲ့ရင်တော့ သည်အစာထုတ်ကုသဖို့လိုလာပါလိမ့်မယ်။ဒါကြောင့်မလို့ဒီအဆင့်ထိမရောက်ဘဲယောဂကိုထိန်းထားနိုင်ဖို့အသေးမာတဲ့အဆင့်အသေးရောင်တဲ့အဆင့်ကနေပြီးတော့ပြန်ကောင်းနိုင်ဖို့ကိုယ်လေးချင်းလျှော့ချခြင်းကျန်းမာတဲ့အစာတောက်အနေထိုင်အသေးရောင်အသက်ဝါးကိုကုတဲ့ဆေးဝါးတွေကိုတောက်ခြင်းအပြင်ကိုယ့်ရဲ့အသေးကိုပြန်လဲကျန်းမာလာစေနိုင်မှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရဲ့ channel မှာကျမ်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကို စင်စက်မပြတ်နားဆင်နေနေဆိုရင် channel ကို subscribe လုပ်ထားပြီးတော့ note bell လေးကိုပါနှိပ်ထားပေးနိုင်ပါတယ်။အားလုံးအနာရောဂါကင်းဝေးပြီးတော့ကျမ်းမာပျော်ရွှင်နိုင်ကြပါစေ။